ဒေါက်တာခင်မောင်စောနှင့်ဒေါက်သိန်းကြီးထွန်းတို့တွင်သမီးလေးတယောက်သားကလေးတယောက်ထွန်းကားခဲ့သည်။သမီးကတက္ကသိုလ်တွင်တတိယနှင့်တက်နေပြီးသားလေးကယခုနှစ်မှ10နှစ်တက်သည်။ဟာခင်ကဆရာဝန်မိခင်ကတက္ကသိုလ်ကျောင်းဆရာမှဖြစ်လျက်ငွေကြေးချောင်းလဲလေသည်။ကြောက်ကုန်းမှခြံနေဝင်းနေနေသည်။ခလေးများကလည်းမုံမုံရရင်နှင့်ဖြစ်သလိုပျော်စရာကောင်းသောမိသားစုဘဝဖြစ်လေသည်။သားတယောက်သမီးတယောက်ရှိရာတွင်အမေကသားကိုပို့ချစ်သည်။လိုလေသည်မရှိရလေအောင်ထားသည်။သားကဂီတကိုပဲဝါသနာပါသောကြောင့် အမေဖြစ်သူကအပျော်တန်းတီးမုတ်လို့ရအောင်ဆိုပြီးတီးဝိုင်းတဝိုင်းသာဒုတိယပစ္စည်းများပဲဝယ်ပေးထားသည်။ဒါသည်အားလက်ချင်းများတွင်အော်ဂင်တီးခြင်း၊ဂီတာတီးခြင်းစသောအလုံးများကိုဆရာနှင့်လေ့ကျင့်နေသောကြောင့်အတော်လေးပင်တီးတတ်နေသည်။တငယ်ချင်းများနှင့်စူပေါင်းပြီးခေပေါ်သချင်းများကိုပင်စူဝေးတီးမုတ်နေလေပြီ။ထို့သားမှာအသက်ဆက်ချောင်းနှစ်ကန်ရှိ၍ကိုယ်လေးချင်း154ပေါင်ရှိရာသူ့အသက်နှင့်ဆိုလျင်ခန္ဓာကိုယ်အလေးချိန်မှများနေလေသည်။သူ့အမေကဆရာမဖြစ်သောကြောင့်နိုးမတိုက်နိုင်ရာနိုးမုံနှင့်ကြီးလာရသည်။ နိုးမုံနေမိသည့်တံများပါသည်မသည့်ထိုကိတွင်လူဖြစ်ပြီးနိုးမုံနေကြည်ပြင်းရသောခလေးတိုင်းသည်ဝဝတုတ်တုတ်ခလေးများကြီးဖြစ်သည်ဒေါက်တာခင်မောင်သောဤသာဖြိုးဝေသောသည်လည်းထိုကိတွင်ကြည်ပြင်းလာခဲ့သောကြောင့်လူဝါကလေးပဲဖြစ်လေသည် ကောင်းကောင်းစားကောင်းကောင်းကစားနှင့်ကိုဝတနာပါရအလုံလဲလုံနိုင်သောကြောင့်ဖြိုးဝေသောသည်ဝဝတုတ်တုတ်တွတ်တွတ်လဲ့လဲ့နှင့်ဘဝမှာပျော်စရာအတိဖြစ်နေသည်တို့ရတဲ့ယခုတလောခလေးသည်မူပြက်နေသည်အစားကောင်းကောင်းမစားခြင်းဖြစ်သည်ယထင်ကဆိုရင်ထမင်းဝိုင်းနေထိုင်လိုက်ပြီဆိုရင် ပကံနှင့်မောင်းမောင်းနှစ်ပကံစားသည်ထမင်းစားပြီးလည်းဇဝဲဝော်တွင်တင်ထားသောတစ်တော်သည်ပန်းသည်လိန်မော်သည်တမျိုးမျိုးစားလိုက်သေးသည်ဒိန်ရင်တစ်ခွက်ကိုလည်းယူတောက်လိုက်သေးသည်ယခုတော့တပကံမေမစားတော့ပေဟင်းညိုတောက်သလိုလိုအသီးရွက်ကြော်စားသလိုလိုနှင့်ပင်ထထသွားတတ်လေသည်အမေကသားကိုဂယုဆိုင်နေသည်ဖြစ်သောကြောင့်မကြမီရိပ်မိသွားလေသည်သောသောကြီးကောင်ဝင်စားအချင်းအစားအသောက်အနေတိုင်းပြောင်းလဲတတ်သောကြောင့်လားဆိုပြီးကြည်နေလိုက်သည်အစာမစားသောကြောင့်လူမှလည်းပိန်နေလေပြီ ဒီလိုနဲ့တလားတော့ကြာသွားသောအခါအစားတော့ကတဖြည်းဖြည်းနင်းတဲ့နဲလာသည်ကိုတွေးလိုက်ရသောကြောင့်ပေါင်ချိန်ကြည့်လိုက်ရာ10ပေါင်ရောက်ကြသည်ကိုတွေးလိုက်ရသည်ရခင်တော်ကပုံမဲ့154ပေါင်ရှိနေရာမှ144ပေါင်သာရှိတော်သည်အဖေကဆေးအဝယ်ဖြစ်သောကြောင့်အမျိုးမျိုးဆန်းတက်ကြည့်သည်အကြောင်းထူးမတွေ့ရပေနောက်လာတွင် ပေါင်20အထိထက်ကြသည်ထိုအခါစိတ်ပူလာပြီးနာမည်ကြီးဆေးရုံကြီးများလည်းပြသည်ပန်းလိုင်ဆေးရုံမှပြသည်ဘိုးစီဆေးရုံမှလည်းပြသည်လို့ရွှေကုန်းတိုင်းအထူးကူဆေးရုံမှလည်းပြကြလေသည် လူကအကောင်ကြီးဖြစ်သောကြောင့်စီးစစ်သွေးစစ်ဝမ်းစစ်ဓာတ်မှန်ရိုက် CT စကန်ရိုက်စသည်ဖြင့်အစွမ်းကုန်ဆန်းတတ်ကြသည်။ဖခင်ကလည်းဆရာဝန်ဖြစ်သောကြောင့်ဆေးရုံကဆရာဝန်များကလည်းအထူးကယူဆိုင်ဆောင်ရွက်ပေးကြပါသည်။သို့တော်လည်းမိသည့်ယောဂများရှာမရပေ။ဆေးရုံမျိုးစုံတွင်ပြသနေသည့်ကြားကခလေးကအစာနည်းတဲ့နည်းလာပြီးပေါင်ကဇက်တိုက်ကြနေသည်။၆လကြာတွင်ပေါင်90လောက်ကျသွားသောအခါအလော်မင်းစိုးရင်လာရတော်သည်ထို့ကြောင့်ထိုင်းနိုင်ငံဘန်ကောက်သို့သွား၍ဖာမွန်ခရောင်ဆေးုံကြီးတွင်ပြသည် သူတို့လည်းခလေးကိုစီးစစ်သွေးစစ်ဝမ်းစစ်ဓာတ်မှန်ရိုက်စီတီစကန်ရဲ့အစားအဆုံးလုပ်ပြန်သည်ဘာမှမထူးဘူးထို့ကြောင့်စေယုံကနောက်ဆုံးရော့ရပြေးကြည့်လမ်းမမှန်လျှောက်စသည့်လေးကျင်ကန်လှုပ်ပါဟုသာမှားလိုက်သည်မြည်သည့်ရောဂါများမတွေ့ရသဖြင့်ပြန်ခင်းကြရသည် ခလေးကိုအိမ်မှတမျိုးလှုပ်ကြည့်ပြန်သည်ထမင်းကိုတရုတ်ထမင်းစားပကံလုံးလောက်သာကျွေးပြီးနှုတ်များများတိုက်ကြည့်ခြင်းဖြစ်သည်နှုတ်တဖန်ခွက်စီကိုမနဲ့နှိမ့်လင်ညတိုက်ကြည့်သည်ခလေးကတော့တောက်ရှာပါသည်နောက်ရက်အနှဲငယ်နေတော့ကြက်ဥထဲတိုက်ကြည့်သည် ဤတခါကျတော့ပြန်ပြီးအန်ထွက်သည်ထို့ကြောင့်လွားလို့သာတိုက်နေရတော့သည်လွားလို့တိုက်ခါစားကကိုယ်လေးချိန်ကမကြတော့တော့လဲတပတ်လောက်ကြာတော့အခါကိုယ်လေးချိန်ကပြန်ကြသည်ပေါင်60အထိကြာတော့အခါစိုးရင်လာပြီးစင်ကာပူရှိဆေးရုံကြီးများမှာတွားပြပြန်သည်ဆေးရုံကြီးများကလည်းဒီကိုလုံးကိုထုံးစံတိုင်းစီးစစ်သွေးစစ်တမှန်ရိုက်အစာရင်ကိုမှန်ပြောင်းဖြင့်ကြည့်နှလုံးကိုကြည့်အသေးကိုကြည့်သဲကြီးကိုကြည့်ပန်ခရိယာကိုကြည့်နေအကုန်လုံးကြည့်ပြန်တော့လဲမိတိယောဂများဆံမရပါဘူး နောက်တစ်မျိုးစံတတ်သည့်အနေဖြင့်စင်ကာပူမှာပင်ဆေးယောဂါကိုဆရာဝန်နှင့်ပြသပြန်သည်ဆေးယောဂါထုကုဆရာဝန်ကြီးကလည်းမြန်မာလူမျိုးဖြစ်တဲ့ဖြစ်ပုံဝင်လင်းလင်းဆွေးနွေးကြသည်ပထမဦးဆုံးနေထိုင်ရသောဗန်ဝင်းညင်အကြောင်းကိုလည်းမေးသည်နောက်မိသားစုအခြေအနေကိုမေးသည် အဖေဤလုပ်ငန်းစီးပွားရေးအခြေအနေအဖေနောက်မိန်းမနှင့်ညီဆုံးသလားအထိပါမေးသည်ထို့နောက်သူနေထိုင်ရသော အခြေအနေကိုမေးသည်ကျောင်းတက်ရပုံကိုလည်းမေးသည်တငယ်ချင်းများအကြောင်းမေးသည်ဝါသနာပါရအလုပ်ပါရှိလဲဘာလုပ်တယ်လဲလဲမေးသည် အားလုံးမိမြင်ကြည့်သောအခါတွင်လည်းမိသည့်ချိုးရင်းချက်များမတွေ့သဖြင့်ပြန်လာရပြန်သည် ခလေးကိုတော့နွားနို့သာတိုက်ပြီးထိန်းထားရသည်လူမာလည်းအယိုးပေါ်အည်တင်ဖြစ်နေလေပြီကြောင်းလဲထုတ်ထားလိုက်ရသည်ခလေးကကြောင်းမထွက်ခြင်းဟုဆိုနေတော့လဲကျမ်းမာရဲ့အချိန်လေးကအတော်လေးစိုးနေတဲ့ဖြင့်ချော့ထားရသည်သူတို့အိမ်တို့နေ့စဉ်ဝင်ထွက်နေသူတယောက်တော့ရှိသည်သူကတော့အော်ဂင်ဆီယာဖြစ်သည်အိမ်မှာတီဝိုင်းရှိသည်ဖြင့်အော်ဂင်ဆီယာနှင့်အတီးတင်နေခြင်းဖြစ်ပါသည် ဖြိုးဝေသောမှာကြောင်မတက်ရသဖြင့်စိတ်အပြောင်းလဲဖြစ်စေရန်အော်ဂင်တီးနေရာဆရာကနေတိုင်းလိုလိုသူတို့အိမ်သို့ရောက်နေသည်အိမ်ကိုနေတိုင်းရောက်သဖြင့်အိမ်တွင်ဖြစ်နေသောဇလန်းကိုသိသည်သူကတနေ့တော့ပြောလေသည်အမတို့ယုံမလားတော့မသိဘူးကျွန်တော်ဒူမာလေးတဲ့ဒီလိုထူးဆန်းတဲ့ယောဂါဖြစ်ဘူးတယ်ဗျသူကမူလာတန်းပြတယ်ဆရာမလေးပဲဟင်ဟုတ်လားဘလို့ဖြစ်တာလဲပြောပါဦးကျိုးဝေသောအမေကသူသားလိုပဲထူးဆန်းတဲ့ယောဂဖြစ်နေသူတူရှိနေသည်ဆိုသည်ဖြင့်စိတ်ဝင်စားသွားသည်ခန္ဓာကိုယ်မှာသွေးတွေစီးကြနေတာပဲ ဘလို့ခန္ဓာကိုယ်ကသူ့ရည်စီကြတယ်အံ့စရာပဲတော့ဘလို့ဖြစ်ကြလဲသူကရားရင်ကုတ်လို့မရဘူးကုတ်လိုက်တာနဲ့အဲ့ဒီကုတ်ရင်အဲ့ကုတ်တဲ့အတိုင်းကိုယ်ထဲကသွေးတွေထွက်ပြီးစီကြလာတော့တာပဲလက်မောင်းမှာတော့ခဏခဏဖြစ်တယ်နောက်ကျောမှာလည်းဖြစ်တယ်ပေါင်နေမှာလည်းဖြစ်တယ်ခြေသလုံးနေမှာလည်းဖြစ်တယ်မကုတ်ပဲလည်းမနေနိုင်ဘူးရားနေတာကိုသွေးတို့လို့နေမှာပေါ့ဆံဝင်မပြဘူးလားပြတာပေါ့အမရေရန်ကုန်တစ်မျိုးလုံးရှိသည်မဆေးကံကုံရောပဲ စီကျိုဆရာဝန်စီလည်းရောက်တယ်သွေးတို့ဆရာဝန်စီလည်းရောက်တယ်အေးပြားယောဂါဆိုလည်းအေးပြားဆရာဝန်ဆိုရင်လည်းပြလိုက်တာပဲနှလုံးထုတ်ခုနဲ့လည်းပြလိုက်တာပဲဘောစေသူတေသနာသွားပြီးတော့တော့ယောဂါရှာတယ်ဘမားမှမရဘူးနိုင်ငံခြားကိုသွားပြီးတော့မကူဘူးလားသူတို့ကတိတ်မတက်နိုင်တာနဲ့နိုင်ငံခြားကိုတော့သွားမကူပါဘူးအမရဲ့အင်းထူးဆန်းတဲ့ယောဂါပဲအကူကဖြစ်သေးလားကျွန်တော်ပြောချင်တာအားလားလေအမရဲ့အကူမရှိတော့ယောဂါပျောက်သွားပြီဟဲဟုတ်လားထူးဆန်းလိုက်တာဘလို့ပျောက်သွားတာလဲအားလားတော့ဆန်းတယ်အမကြီး မတ်သူသူကျော်ဆိုသူထိုကလေးမကိုရန်ကုန်ရှိဆရာဝန်မျိုးစုံကြီးလိုက်ပြန်လျာပြာတိုင်းလဲအမျိုးမျိုးဆန်းကြသည်သို့တော်လဲအဖြေမထွက်ပေနောက်ဆုံးအကြံကုန်သည့်အဆုံးတွင်မြမဆရာနှင့်ပြမည်ဆိုပြီးမြမတတ်ဘိန်းတော်စေးဘက်ကိုလက်ပြပြန်သည်ထိုတွင်လဲမထူးပေသို့တော်လမ်းသာတစ်ခုတွေ့ရသည်ရန်ကုန်အရှေ့ပိုင်းတွင်ဖုံးကြီးတစ်ပါးရှိသည်စေဘိုးဘွားကတော့မပေးရဓာတ်လိုလိုနတ်လိုလိုနှင့်မေးပြီးကုသပေးသည်ဟုတရင်ရသည်မယုံကြည်တော်လဲကို့လူနာကပြန်ရမည်ဆရာကလည်းကုန်နေသည်ဖြစ်သောကြောင့်သွတ်ပြပြကြသည် ဖုံးင်းကျောင်းသို့ရောက်တော့ဖုံးင်းကမိန်းကလေးကိုဖျားဝတ်ပြုခိုင်းသည်ပြီးတော့ငပြောဝဲအုံဝဲထိုးစေခိုင်းသည်ပြီးတော့မျက်စိမိတ်ပြီးအာယုံပြုပြီးပြောတော့သည်တမီးကိုဘောဟာဟောင်းကအဆွေမျိုးတွေကလှုပ်တာသူတို့ကတမီးအိမ်တော်ပြုမှာမလိုလားဘူးအချက်ပြတာပဲဒီတိုင်းရင်ပြိုကြီးဘဝနဲ့နေရင်သက်ဆုံးတိုင်အောင်နေရမယ်မဟုတ်ရင်အိမ်တော်ပြုမယ်ဆိုပြန်ခေါ်မယ်အဲ့တော့တမီးဆုံးဖြတ်ပါမတ်တူတူကျော်သည်ကျောင်းကဆရာတယောက်နဲ့ရည်ငန်နေသည်ဝါကြွလျင်လာရောက်တောင်းရန်ဖို့ပင်စီစဉ်ထားကြသည် သူတို့သည်ဘုံဤစကားကြားသောအခါစဉ်းစားရတော့သည်ယောဂါကိုကုမီလားအိမ်တော်သားမွေးပဲပြုမီလားဟူ၍ပင်ဖြစ်သည်နောက်ဆုံးအတူချုပ်လိုက်သောအခါသူသူကျော်သည် သူ၏ချစ်သူနှင့်လမ်းခွဲလိုက်ရသည် သူမှခံစားနေရသောစေသိပ္ပံပညာအရအမျိုးမီမဖော်နိုင်သောယောဂါဝေဒနာလည်းပျောက်ကင်းသွားတော့သည်အတူချုပ်ကတော့အဲ့ဒါပါပဲအမရဲ့သူတို့အဖြစ်ကအတော့ကိုထူဆန်းတယ်သူများကိုပြောရင်ယုံနိုင်စရာမရှိဘူးအမရဲ့တွေးတွေစီကြတယ်ဆိုတော့ကျွန်တော်မြင့်မြင်ပဲဒါတွေကတကယ်ဖြစ်ခဲ့တာတွေပဲအမရဲ့ ဆရာဝန်တွေကလက်လျှော့ထားရတဲ့ယောဂအခုပြောက်သွားပြီဗျတွေ့ရင်ကျွန်တော်တို့အိမ်ကိုလိုက်ပြပေးမယ်တို့နေတာဒီတောင်းဥကလာတယ်မယ်သူ့ကိုအော်ဂင်ဆရာက ပြောပြခြင်းဖြစ်သည်ညနေပိုင်းသို့ရောက်သောအခါအိမ်တွင်မိသားစုများစုံသောအခါထိုအကြောင်းကိုဆရာမကပြောပြလေသည်ဆရာဝန်ကြီးဦးခင်မောင်သောကတိတ်ပံသမားဖြစ်၍ဓာဘိန်းတော်ဆိုတာနဲ့တိတ်မယုံခြင်းပဲဆရာမကကျမတို့အနောက်တိုင်းဈေးပညာလေးပြရတဲ့ကုံပြီလေနိုင်ငံခြားဈေးုံဆိုတာတွေလည်းရောက်ခဲ့တာပဲခလေးကအချိန်နှီးတိုးတက်မလာတဲ့ပြင်တပြည့်ပြည့်စုပ်ယုပ်လာနေရတယ် ကျမတို့အော်ဂင်စရာပြောတဲ့အတိုင်းပဲဖုံးကြီးစီကိုတွက်ပြခြင်းနဲ့အင်းလေဟုတ်ပါတယ်ပြခြင်းနဲ့ပြကြည့်လေရိုင်လားပေါလားတော့မလုပ်ဘူးမဟုတ်လားဟာဒါတော့ကျမလည်းဘယ်လက်ခံပါလဲခရရှိခိုးကိုင်းကြီးဘာဖြစ်တယ်ဆိုတာပြောတယ်လို့ဆိုတာပဲဒါပေမဲ့ तू နဲ့ကုတယ်ဆိုတဲ့ဆီယာမလေးကိုတော့အရင်တွက်ကြည့်ရရင်ကောင်းမယ်တို့နဲ့ဆီယာမဒီအော်ဂင်စရာနဲ့လိုက်ပြီးတောင်ဩကလာတွင်ရှိသောဆီယာမလေးအိမ်သို့သွားသည်ဆီယာမလေးနေတွေ့သည်ဆီယာမလေးကအသားညူညူအရက်တော်တော်လေးဖြစ်သည်မျက်နာကလေးကဝင်းပနေပြီးတွတ်တွတ်လက်လက်လေးဖြစ်သည် လမောင်းနေခြေစလုံးများကိုပြသောအခါအကောင်းပကတိရှိနေလေသည်။သူမ၏မိခင်ကအဖြစ်အပျက်ကိုပြန်ပြောပြသည်။အော်ကင်စရာပြောပြသည့်အတိုင်းပင်ဖြစ်သည်။စကားများပြောသူပြီးနောက်ဆရာမကအိမ်ရှိသူသား၏အခြေအနေကိုပြောပြရာသူတို့ကဖုံးရင်းကြောင်းသို့သွားဖြစ်အောင်သွားရန် တိုက်တွန်းပြီးမိခဲ့သို့သွားရမည်ကိုလမ်းညွှန်လိုက်သည်။ဤသို့နှင့်ဖုံးရင်းကြောင်းလိပ်စာယူပြီးပြန်လာခဲ့ကြသည်။တနင်္ဂနွေနေ့တနေ့တွင်ဖုံးရင်းကြောင်းသို့သွားလေသည်။ဆရာဝန်ကြီးကိုယ်တိုင်ကားမောင်းပြီးလိုက်ပို့သည်။ ဘောင်းကြောင်းလို့သွားသည်ဆိုတော့တင်ငန်းတစ်စုံဝယ်လာခဲ့သေးသည်ဘောင်းကြောင်းမှာလမ်းမကြီးမှာခွဲဝင်ရတော့လမ်းကြားကလေးထဲမှာတထက်မြေဆိုင်အုပ်ကြောင်းငယ်ကလေးဖြစ်သည်ကျောင်းထဲတွင်အတော်တန်အသင့်ကျယ်ဝန်းသောဘုရားတစောင်ရှိလေသည်ဘုရားခန်းထဲတွင်ရှင်ရောင်းဘုရားတစုကိုပူဇော်ထားတာကိုတွေ့လိုက်ရသည်ဘုရားရှိတွင်အုံဝဲငပြောဝဲတပွဲရှိသည့်အပြင်မေမျိုးပန်းများထိုးဆိုင်ထားသောပန်ဝိုးကြီးများရှိနေပြီးရောင်စုံလျှက်ဆဲမိတွဲများဖြင့်တပ်ပေသောဖူးတွေးရလေသည်။ဟုံးကြီးကတတ်တော်60ခန်းရှိလိမ့်မည်ထင်သည် ဒါမှန်ဘုံကြီးတပါးပဲဖြစ်သည်ဖះเจ้าတော်ရှိတွင်ကြီးမားသောတသားပလက်ကလေးတိုင်းကြီးတစ်ခုခြားလာပြီးဘုံကြီးကထိုထိုင်ကုန်ပေါ်တွင်ထိုင်နေလေသည်ဖះเจ้าတော်၏ဘေးတစ်ဖက်တစ်ချက်စီအောက်တွင်ခုံကလေးများပြည့်ရွှေကြလာသောရှေးအစ္စာဂောနာယုတ်ထုဘိုးဘိုးအောင်ယုတ်ထုဘိုးမင်းအောင်ယုတ်ထုမေတော်ယုတ်နတ်ယုတ်များငကားယုတ်ကလုံးယုတ်များကိုလည်းတွေ့ရသည်ထိုယုတ်များရှိတွင်လည်းအုံပွဲငပြောပွဲတပွဲစီခြားလာသည်အမွေးတိုင်များလည်းထွန်းထားလေသည် ဖုံးညောင်းဆိုတော့လေဖုံးညောင်းနဲ့မတူပဲဓာခမ်းနဲ့တူနေသေးသည်ဖုံးညောင်းနောက်ဘက်တွင်ဖားပုံနဲ့လုံမျိုးကိုလှမ်းမြင်နေရသဖြင့်ဖုံးကြီးမှာအကိရလည်းထိုးသောဖုံးကြီးဖြစ်ကြောင်းသိရသည်တွင်ဒေါက်တာခင်မောင်သောသည်စိတ်ပြက်ပြီးဖုံးကြီးကိုပါလာသောသင်္ကန်းနှင့်ကတော့ပြီးတော့နောင်နာကြကြနေရတဲ့သွားထိုင်နေလိုက်လေသည်ဖုံးကြီးကအဖြစ်ပြက်ကိုမေးလေသည်ဆရာမကသားဖြစ်ပြက်နေပုံကိုပြောပြသည်တူးတဲ့သောသားမှာအစာကောင်းကောင်းမစားသဖြင့်လူမှမြင်သည့်အတိုင်းပိန်ချုံးပြော့ခွေနေသည် အနောက်တိုင်းဇေဝါပြည်အမျိုးမျိုးကုသတော်လဲအကြောင်းမထူးကြောင်းဥက္ကလာမဆရာမလေးနေတွေ့တဲ့ပြင်လာခဲ့ခြင်းဖြစ်ကြောင်းကြည့်ရှုကုသပေးပါရန်လျှောက်ထားလေတော့သည်ဖုံးဤသည်ပလက်ကရတိုင်းဤပေါ်တွင်တမလင်ခွေတိုင်းနေရာမှာဆရာမလျှောက်နေသည်ကိုနားထောင်ရင်သားကိုကြည့်နေသည်ပြီးတော့မှအမိန်ရှိလေသည်ဒကမာဤဒီအုံးဘွဲကိုမကြည့်ဖောင်းင်းကပြောသည်ဖြင့်အုံးဘွဲကိုကောက်ယူမကြည့်လိုက်ရအနှဲငယ်လေးနေတော့လဲမယွေရသည်နှစ်ချိန်သုံးချိန်ကမကြည့်လိုက်ရကောင်းသွားမယွေရသည်မလို့ရတယ်နော် ကဲအခုတစ္ဆာဆိုပြီးမရမယ်ဖုံးကြီးဆိုတာလိုက်ဆိုစိတ်ထဲမှာလည်းအာရုံပြုတာဒီကလေးတွေအစွဲရှိပါကဒီပွဲတွေမရွေမရလောက်အောင်လေးပါစီတာကဲပွဲကိုမကြည့်လိုက်ဆရာမကအုံးပွဲကိုမကြည့်လိုက်တော့ကအုံးပွဲမှာမကြွတော့ဘူးအတော်လေးအားဆိုင်မကြည့်ရောမှအုံးပွဲကကြွလာသည်လေးလေးလေးနေသည်မပြီးပြန်ချထားလိုက်သည်နောက်တဲ့နှစ်ကြိမ်မကြည့်တော့ခါရင်လဲအုံးပွဲမှာအတော်လေးအားဆိုင်မှာပင်မြောက်ကြွလာလေသည်ထို့ကြောင့်ခုံးကြီးကအမင်းရှိပြန်သည်ကဲလိုက်ဆို ဒီကလေးတွင်အစွဲရှိပါကအုံးဝဲသည်ဖက်ရွက်ကလေးလိုပေါ်ပါစေသာကဲမကြည့်လိုက်ပါဦးဆရာမကအုံးဝဲကိုကောက်မလိုက်သည်ဒီဒီချိန်တွင် အနေငယ်အားဆိုင်ထုတ်ပြီးမလိုက်ရာအုံးဝဲသည်မထင်မက်လောက်အောင်ပင်ပေါ့ပြီးအပေါ်သို့မြောက်ရည်ပင်တက်လာသည်၃ချိန်မကြည့်ရာ၃ချိန်သလုံးမှာပေါ့ရွှေ့နေလေသည်ထိုအခါညမှာဖုံးကြီးကအမိန်ရှိလေတော့သည်ကဲဒကမာကြီးပွဲကိုမကြည့်ရာဘလို့နေလဲပေါ့တဲ့ခါလဲပေါ့တယ်လေးတဲ့ခါလဲလေးတယ်ဗျာတစ္ဆာဆိုတဲ့အတိုင်းဖြစ်နေပါလေ အင်းအဲ့ဒါဒကမကြီးစဉ်းစားဖို့ပဲဒကမကြီးယုံကြည်တယ်ဆိုရင်လည်းခုမယုံကြည်ရင်လည်းမကူပဲနေနိုင်တယ်ခလေးမှာအစွဲရှိနေတယ်လို့ဘုံကြီးထင်တယ်ယုံကြည်ပါလေဗျာတပည့်တော်မလေးရဲ့သားလေးမှာအစွဲတွေပါရှိနေတယ်ဆိုရင်လည်းချွတ်ပြေတော်မူပါဗျာအင်းကျုပ်တို့ကမေးရတယ်ဗျာဒါမျိုးဆိုတာခရယကန်ရှင်ဂျင်းနှမ်းမှာလှုပ်လို့ရတာဟုတ်ထိုနောက်တွင်ဘုံကြီးကဘောင်ဖြိုးဝေသောအနာသူခေါ်ပြီးတေချာသာကြည့်၍ဖះเจ้าဆောင်ဘက်သို့လှဲ့ပြီးဝှက်ပြူစီသည်ငါးပါးသီလခံခိုင်းသည ပြီးနောက်ဖះเจ้าတော်မှရေပလင်းကိုယူပြီးတော့အနှဲငယ်တောက်စီသည်ထို့နောက်ထိုရင်နှင့်ပင်ဥကောင်းကိုပတ်ဖြန်းပေးသည်ဖះကိုအာယုံပြုနေဟုပြောပြီးကိုတော်တိုင်းလည်းမျက်စိကိုမိတ်ကငြိမ်သက်စွာပဲအာယုံပြုနေသည်ဆယ်မိနစ်ခန့်မြငြိမ်သက်စွာအာယုံပြုပြီးတော့နဂါးယုတ်ရှိရာသို့သွားပြီးအမွေးတိုင်းလင်းကားတိုင်းထုံးကြည့်ပူဇော်လိုက်သည်ထို့နောက်ဆ iam မဘက်သို့လှည့်ပြီးပြောလီတော့သည်ခလေးကနဂတ်တိုက်ကလာတာတိုက်မှာနဂမအမေကြီးကြံခဲ့တယ်သားကိုတတိယပြီးပြန်ခေါ်ခြင်းနေတယ်ဘာစေးမှကုလို့ရမှာမဟုတ်ဘူး ဟင်ဟုတ်လားငကမအမေတဲ့လားဆရာမကဦးခင်မောင်စောဘက်သို့လှည့်ကြည့်ပြီးမေးလိုက်ခြင်းဖြစ်သည်ဦးခင်မောင်စောကတော့စိတ်ပြက်သည့်မျက်နှာနဲ့ပြန်ကြည့်နေသည်သူကတိတ်ပန်သမားဖြစ်သောကြောင့်နတ်တွေငကားတွေကိုယုံကြည်မှုရှိသူမဟုတ်ပေငကားအမေဆိုသည်ဖြစ်ပိုပြီးစိတ်ပြက်သွားလေသည်ဆရာမလည်းအံ့အသင့်နေလေသည် သို့တော်လည်းဒီကိုရောက်နေပြီဖြစ်တဲ့ပေမယုံကြည်ဟုလည်းမပြောခြင်းပေပြင်မဗျာအရှင်မရကောင်းမယ်ထင်သလိုလားအမိန့်ရှိပါဗျာတပည့်တော်မရဲ့ခလေးပြန်ကောင်းသွားအောင်သာလုပ်ပေးပါဗျာ ဘုံဤသည်ကာယကံရှင်သဘောတူသည်ဆိုသည်နှင့် သင်္ကန်းကို ပြင်ပြီးဝိယုံပြီးနေရာမှထလာသည်ဖျားရှိရင်ထိုင်ပြီးရှိခိုးသည်ထို့နောက်မျက်စိအစုံကိုပိတ်လိုက်ပြီးတစုံတရာကိုရွတ်ဆိုလေသည်ပြီးနောက်အတန်းချောင်းငိန်သက်ပြီးအာယုံငယ်ကြည့်နေလေသည်ထို့နောက်မျက်လုံးကိုဖွင့်ပြီးပြောလေရသည်ကဲတကားကလေးကိုမေးရအောင်မယ်သင်္ကန်းစီးနိုင်မလားတရားစခန်းဝင်နိုင်မလားမောင်ဖြိုးဝေတော်ကအမေကိုလှမ်းကြည့်နေသည်အမေကခေါင်းငိမ့်ပြသောအခါ ပင်ခန်းစီးနိုင်ပါလေဗျာတရားစကံလည်းဝင်နိုင်ပါလေဗျာဒါဆိုရင်ကျုပ်ကမေတ္တာရက်ခံပေးမယ်တရားစကံတပတ်တော့ဝင်ရမယ်တရားစကံဝင်နေတဲ့တပတ်မှာပင်ခန်းစီးထားမယ်နော်တင်ပါဗျာသူတို့သားမီးနဲ့စီဝါကြိုက်ပြီးတော့ခါဖုံးဤသည်နန္ဒကားယုံများဘက်သို့လှည့်ကအချိန်အနည်းငယ်ကြာမြအာယုံပြုနေလိုက်ပြန်သည်ကဲဒီဝေဒနာရှင်ကလေးရဲ့မိခင်ငကမာကြီးကိုဖုံးဤရမေတ္တာရက်ခံပါလေဒီကလေးအလူပြေကိုလာမယ်ဆိုတော့ကလည်းအတင်ငကမာကြီးကခွင့်ပြုခဲ့တာပဲမဟုတ်လား အခုအသက်ကဘာမှရှိသေးတာမဟုတ်သေးဘူးပြန်ခေါ်မယ်ဆိုရင်တော့စောပါသေးတယ်တင်ငကားကြီးဘဝမှာလွတ်မြောက်အောင်ဘဝကူးကောင်းအောင်ခလေးကသင်္ကန်းစီးပြီးတရားအထုတ်မေတ္တာပို့ပေးပါမယ်ခွင့်ပြုဖို့ဘုန်းကြီးကကြားမေတ္တာရက်ခံပါရဲ့ခွင့်ပြုပေးပါဒီခလေးသက်တမ်းစီးသည်မြနေဝင်ပေးပါမိခင်မေတ္တာနဲ့ခွင့်ပြုပေးပါရန်လည်းဘုန်းကြီးမေတ္တာရက်ခံပါတယ်ကဲခေါင်းကြီးကကြားနေပြီးတော့ဝင်ပြီးမေတ္တာရက်ခံပေးလိုက်ပါပြီသူကငကတိုက်ကလာတာလူပြည်အလဲသွားမယ်ဆိုပြီးရောက်လာတာကွ အမေကလွမ်းလို့ဆိုပြီးပြန်ခေါ်ခြင်းနေရအခုမြေတားရက်ခံလိုက်လို့ခွင့်ပြုပါတယ်တဲ့မိခင်ကြီးကိုကျေးဇူးဆက်တဲ့အနေနဲ့ကုသိုလ်ပြုတဲ့အနေနဲ့ယဟန်ခံပါကွယ်တရားစကန်တခုမှတပတ်ဝင်ပြီးတော့တရားအားထုတ်ပါတရားစကန်ဝင်တဲ့အချိန်မှာနေတိုင်းမိခင်နိုင်ငံမကြီးကိုအာယုံပြုပြီးမြေတားဖို့အမျှဝေပါငကားဘွားကလွတ်မြောက်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါမကြာခဏဆိုသလိုလေတရားစကန်ဝင်မှာဒါဆိုရင်ရပါပြီကွယ်တပည့်တော်တို့ဗမာယဟန်ခံရပါလေဗျာဒီကြောင်းပါပဲလားတရားစကန်ကိုဗမာဝင်ရပါလေဗျာ ဆရာမကသူ့ကျောင်းမှာယဟန်ခံရပြီထင်၍မေးလိုက်ခြင်းဖြစ်သည်ကြိုက်တဲ့နေရာမှာယဟန်ခံကြိုက်တဲ့နေရာမှာတရားစခန်းဝင်အရေးကြီးတာကဖုံးရင်းပြောသလိုမိခင်ငကမာကြီးကိုတရားစခန်းဝင်နေလို့မြစ်တာပို့ဖို့ပဲတရားစခန်းအထွက်ရင်လည်းတသက်လုံးမြစ်တာပို့နေရမှာသူ့မြစ်တာကိုမြစ်တာဆိုတာရှိတယ်လေအသွားပြန်မြစ်တာပို့တော့ဘဝမှာအနာရောဂါကင်းတယ်တက်ရှိကျမ်းပါလေအဆအဆအစင်ပြီးတယ်လေကဲကဲသွားကြတော့သွားကြတော့ဖုံးရင်းလည်းအလုရှိသေးတယ် ခဝင်းကဒီများနဲ့ပြီးပြီဆိုသောကြောင့်ကျေးဇူးတင်သွားသည်။နောင်ကျိုးမရှိဘဲနေရာမှာမဆိုးရန်ခံနိုင်လီဆိုသောကြောင့်လည်းကျေးဇူးအထူးတင်သွားသည်။ဘုံတော်ဤသည်မိဒီအိုမြမမျော်ကိုပဲမေတ္တာနဲ့ဆောင်ရွက်ပေးခြင်းဖြစ်သည်။ထို့ကြောင့်ဝိထုံဝေတူပြီးပြန်လာခဲ့ကြသည်။လမ်းတွင်ဥခင်မောင်သောကပြောသည် သူကဆရာဝန်ဖြစ်သည့်အတိုင်းလာပြသောလူနာကိုဖုံးင်းကစေပေးမိอยู่ဘာမှလုပ်မပေးသဖြင့်ဘဝင်မကြဖြစ်နေလေသည်ဖုံးင်းကဘာမှလုပ်မပေးလိုက်ဘူးနော်ဖုံးင်းကဘဝင်မလိုက်ရဒါပဲလားအင်းလေ ဖုန်းကြီးကဘာမှတော့လုံးမပေးဘူးလုံးစရာတော့မှားလိုက်တယ်မဟုတ်လားသူပြောစလို့ပဲလုံးကြည့်ကြတာပေါ့ဘာမှအပန်းကြည့်တာမှမဟုတ်တာဒါလေကြောင်းသားနေတာပဲတို့နေနောက်တစ်နေ့တွင်အိနေနီးသောကြောက်ကုန်းတော့ရာကြောင်းသူသွားကြသည်ဒါကအသက်20မပြည့်သေးသောကြောင့်တင်ငန်းစီးပြီးကိုရင်မဲ့ဝဲရသည်ထို့နောက်တရားစခန်းဖွင့်လာသောနေရာကိုစုံလဲရာသူတို့နေသောကျောင်းကုန်းနှင့်ဤသည့်မိုးကောင်းဖျားဝင်းတွင်တရားစခန်းရှိသည်ဆိုသောကြောင့်လာလိုက်သည် သို့သောတရားစခန်းကဖွင့်ဒီမှာနှစ်ရက်ရှိနေပြီဆိုသောကြောင့်တရားစခန်းစီစဉ်ရေးအဖွဲ့ကိုအကျိုးကြောင်းပြောပြီးခွင်တောင်းရသည်သို့တော့ကခွင့်ပြုသောကြောင့်မိုးကောင်းတရားစခန်းမှာတရားထိုင်ဖြစ်သည်တရားစခန်းလဲဝင်ကိုရင်လဲဝတ်ထားသောကြောင့်သားဖြစ်သူအတွက်စိတ်ပူသည်ညသာမစားရသောကြောင့်ငကိုကလေးကအစာမစားသောသားအတွက်စိတ်ပူခြင်းဖြစ်သည်သို့တော်လည်းတရားစခန်းကရဲ့အနှဲငယ်သာကြံတော်သောကြောင့်ဒုက္ခတော်မဖြစ်လောက်ဟုတွေးပြီးထားခဲ့ရသည် နောက်တနေ့နနေပိုင်းတွင်သွားတည်သောအခါတားကိုရင်သည်တရားစခန်းကကြွေသောစက်သားဆပြုတ်ကိုတပကံလုံးတောက်ချောင်းတိရသောအခါတွင်ဝမ်းသာသွားလေသည်အိမ်မနေတုန်းကစံပြုတ်ဆိုရင်းလဲ့ပင်မကြည်သောတားမှာစံပြုတ်တပကံလုံးကိုတောက်သည်ဆို၍အံဩနေလေသည်ညနေပိုင်းသွားကြည့်တော့လဲနေခင်းလုံးကစွန်ဖုံးပေးရတဲ့တပကံမော့မော့ဖုံးပေးသည်ဆိုပြန်ရအလွန်ဝမ်းလာသွားတော့သည်ဗဝင်းကြီးအပြောင်းလဲကြောင်းလားဟုလည်းစဉ်းစားနေမိသည်သို့သောတားကအစားဝင်လာပြီဆိုရင်းအတော်လေးအတက်လာလေသည် ဇေယဘုံတော်ဤပြောသောငကားမယ်တော်ကြီးကိုမေတ္တာပို့သလားဆိုတော့ပို့သည်ဟုဆိုသည်ပို့ပါကိုရင်တူးမေတ္တာတူးမှာဆိုသလိုပေါ့ကိုကမေတ္တာထားတော့ကို့ကိုလည်းပြန်မေတ္တာထားမှာပေါ့အရင်ဘွားကအမေဆိုရင်လည်းအမေပေါ့ကိုရင်အစားပြန်စားတာတော့ထူးသန်းတယ်တရားထိုင်ရတာတော့အဆင်ပြေတယ်မဟုတ်လားပြီးပါတယ်တက္ကမကြီးဒါကိုတရားစခန်းမှာထားခဲ့ရသည်ကိုစိတ်မချရတော့ဆရာမသည် ပြောပြီးပြန်သွားလေတော့သည် သူသားမှာသမိတ်မစားဘာမစားနဲ့နေလာသည်မှာကာလအတန်ကြာခဲ့ပြီ ယခုအစာစားသည်ဆို၍အလွန်ပင်ဝမ်းနာနေလေတော့သည်အိမ်ရောက်တော့ခင်မွန်းတယ်ကိုပြောပြရာခင်မွန်းတယ်ကလည်းဝမ်းနာသည်သို့တော့နဂားမေတော့ဆိုသည်ကိုတော့မယုံကြည်ပေအနေထိုင်ပြောင်းသွားခြင်းကြောင့်စိတ်အပြောင်းလဲဖြစ်ပြီးအစာဝင်လာသည်ဟုပင်ထင်နေလေသည်ဆရာမသည်တရားစကားဝင်နေသောတားကိုရင်ရှိရာသို့ညနေတိုင်းတွားတွေ့သည်တရားအားထုတ်ပုံကိုလည်းမေးမြန်းသည်ဆရာတော်ကအာနာပါနတရားလို့တော့ပြောတယ်ကိုရင်လည်းပြောတဲ့အတိုင်းလိုက်လို့တာပဲတက္ကမကြီးရဲ့အသက်ရှူတာကိုစောင့်ကြည့်ရတာပဲ ဝင်လာရင်ဝင်တယ်လို့မှတ်ရတယ်ထွက်သွားရင် ထွက်တယ်လို့မှတ်ရတယ်စိတ်တည်ငြိမ်အောင်ကြိုးစားနေရတယ်ငကားအမေကြီးကိုမြေတားဖို့ဆိုလို့တရားမှန်ရင်ကျမ်းမာပါသည်ချမ်းသာပါသည်လွတ်ကျွပါသည်လို့အမြဲဆုတောင်းပေးတယ်တက္ကမကြီးတို့ရောအိမ်မှာအဆင်ပြေရဲ့လားပြေးပါလေကိုရင်မပြေးသေးတရားဘာမှရှိတာမှမဟုတ်တာပဲကိုရင်အစာရောစားပြီလားစားတယ်တက္ကမကြီးရဲ့ဒီနေ့ဝတ်သားစီပြန်ကြက်သားနဲ့ဘူးသည်နောက်ပဲရင်ဘုံရည်ကြီးနဲ့ငပိကျော်နဲ့ကြွေးတယ် စွန်းဖုံးပေးလို့ကောင်းလိုက်တာတက္ကမကြီးရဲ့စွန်းထမင်းတပကံအပြည့်ဖုံးပေးလိုက်တယ်ထမင်းစားပြီးတော့ကြော်ကော်ဒီကျွေးသေးတယ်အဲ့ဒါလေစားလို့ကောင်းကောင်းနဲ့လင်းကားသေးစားလိုက်သေးတယ်ကောင်းတယ်ကောင်းတယ်ကိုရင်ကိုရင်ကြိုက်တယ်ဆိုရင်အမေအိမ်ကြရင်ချက်ကျွေးအောင်ပဲရပါတယ်တက္ကမကြီးအခုဘာနဲ့မဆိုစားကောင်းနေတယ်အမေဖြစ်သူဆရာမမှာထခုံမိမတက်ဝမ်းသာသွားသည်သူမ ాయి သားလေးသည်ထမင်းမစားဟင်းမစားနဲ့နေဒီမှာလာပေါင်းအတော်ကြာလေပြီယခုထမင်းကိုကောင်းစွာစားသည်ဆိုတော့ဝမ်းမြောက်ဝမ်းသာဖြစ်နေသည် အတူလိုက်လာတော့သမီးဖြစ်သူမှလည်းတိုးဤမောင်အတွက်ဝမ်းသာနေသည်သူတို့အိမ်မှာဒီမောင်တယောက်ဒုက္ခရောက်နေရအခုအဆင်ပြေနေပြီဖြစ်လေသည်တိုးနေရဲ့အနှဲငယ်ကြားတွင်တရားစခန်းပြီးသွားလေသည် ကိုရင်ကိုလည်းဖုံးညောင်းသူပြန်ခေါ်သွားပြီးလူထွက်လိုက်ကအိမ်ပြန်ခေါ်လာလေတော့သည်တရားစခန်းတွင်ရဲ့အနှဲငယ်နေပြီးတရားအားထုတ်လိုက်ပြီးမှဘဝပြောင်းသလိုပင်ဖြစ်သွားသည်အိမ်တွင်လည်းအစားကောင်းစွာစားလာသလိုထမင်းစားပြီးတိုင်းနဲ့ရေခဲတက်တာကိုဖွင့်ပြီးအသီးအနှံမျိုးစုံကိုစိတ်တိုင်းညာယူစားတော်သည် ။ထဉဲစားရင်ဒီဆို၍ပလင်းနှင့်ထည့်ထားပေးရသည်။ထမင်းစားပြီးရိုင်းစားလီတော်သည်စားကောင်းတောက်ကောင်းဖြစ်နေလေပြီ။ပေါင်ချင်းကြည့်သောအခါဆင်ပေါင်တက်လာသည်ကိုတွေ့ရသဖြင့်အားလုံးဝမ်းသာနေလေတော်သည်။အချိန်င်းမှာရပ်ပိုင်းတွင်တိသာစွာတိုးတက်ပြောင်းလဲလာပြီဖြစ်သည်။နောက်လာတဲ့ပေါင်ချင်းကြည့်ရာပေါင်20တိုးနေလေသည်။ခလဲဤဘဝမှာယူပစ်လိုက်သလိုပြောင်းလဲသွားသဖြင့်မိသည့်စေဝါများစားရန်လည်းမလိုပဲအစာမစားသောယောဂါကတစတစပြောက်ကင်းသွားခြင်းဖြစ်လေသည် ရုံဘေးရဲ့တနင်္ဂနွေနေ့တရက်တွင်လူပဲဝတ္ထုများနဲ့ဖုံးဝင်းကျောင်းသို့ရောက်သွားသည်ဖုံးဝင်းနေ့တွေ့သောအခါယူလာသောပစ္စည်းများစက္ကပ်လေသည် ဖုံးဝင်းကတားကိုကြည့်ပြီးပြောသည်တက္ကမကြီးကားအချိန်နေတိုးတက်လာပြီလားတိုးတက်ပါလေဗျာအခုတော့ကောင်းကောင်းစားကောင်းကောင်းအိမ်နဲ့ကိုယ်အလေးချိန်နဲ့တက်လာပါပြီအရှင်ဘုရားပေးတဲ့အသက်ပဲရှိပါတော့တယ်ဗျာအင်းတက္ကမကြီးကိုယုံမိမဟုတ်လားနတ်ရှိတယ်ငကားရှိတယ်ဆိုတော့ယုံရတယ်မလားမှန်ပါဗျာအခုတော့ယုံရမလို့ဖြစ်နေပါပြီဗျာ မယုံမရှိနဲ့ဗျဖះဟောတဲ့အထဲမှာဟိုကငရဲတရိတ်ဆန်ပိတ်တာအသူရကဲဆိုတဲ့အပေပုံ၄ပုံရှိတယ်။နောက်လူပုံနောက်နတ်ပြည်၆တက်မြမပုံက20ဆိုတာရှိတယ်။ဒီပုံတွေကဖះဟောထဲမှာပါလို့သာသိရတာကျုပ်တို့ကမြင်ရတာမဟုတ်ဘူး။မမြင်ရလို့မရှိဘူးလို့လည်းမပြောနိုင်ဘူး။ဥပမာဗျာအမေရိကန်တို့ရုရှားတို့ဂျပန်တို့အဲ့ဒီနေရာတွေမှာလည်းကျုပ်တို့လိုပဲလူတွေရှိနေတယ်လေ။သွားလာစားတောက်နေကြတယ်လို့ပြောတယ်။ကျုပ်တို့မျက်စိနဲ့မမြင်ရလို့ဟာဒါကတော့မဟုတ်တော့ဘူးလို့ပြောလို့မရဘူးလေ။ မြင်ရလို့မရှိဘူးလို့မပြောနိုင်ဘူးဗျသူ့ဘဝနဲ့သူရှိကြတာပဲဒီသဘောပါပဲနတ်တို့နဂါတို့ဆိုတာတွေကလည်းကျုပ်တို့လူသားမှန်မျက်စိနဲ့မမြင်နိုင်ဘူးမမြင်လို့မရှိဘူးလို့မပြောနိုင်ဘူးမြင်နိုင်တဲ့ရှိတဲ့လူကပဲမြင်ရတာဆက်သွယ်နိုင်တဲ့ရှိတဲ့လူကပဲဆက်သွယ်နိုင်တာပဲဒါတွေကခံမိရသဘောတွေပဲအခုဒီကလေးမှာအရင်ဘဝတုန်းကမိခင်ဖြစ်တဲ့ငကမာကြီးရှိတယ်အခုကျုပ်ကမေတ္တာရက်ခံလိုက်တော့ပြန်မခေါ်တော့ဘူးကလေးရဒါကိုလက်ခံပြီးတော့မေတ္တာမမှန်ဖို့အများတမ်းမမှန်ဝေပြီးကောင်းမှုပြုပြီး ဟောအခုတော့အဆင်ပြေသွားပြီအသက်ရှိရှိအနာရောဂါကင်းကင်းနဲ့ကံစီတလောက်နေသွားလိမ့်မယ်မှန်ပါဗျာတပည့်တော်တို့လည်းအလူတန်းပြူပြီးအများတန်းဝေပေးပါမယ်ဖေဟာဒါရုဗျာဒါရုဒါရုကျွန်တော်တို့ဒီထိုမိသားသူ၏အဖြစ်အပျက်ကိုတနင်းဝန်နေနဲ့ရွှေတကုံဘုရားသူတက်ချိန်တွင်ပြင်စင်သားတယောက်ကပြောသည်ကိုဝိုင်းနားထောင်နေကြခြင်းဖြစ်သည်အဖြစ်အပျက်ကအမှန်ပင်ဖြစ်တော်လဲနန်းနဂါးတွေပါဝင်နေသောကြောင့်ယုံအားမှလည်းခက်နေလေသည်အခုလိုခက်ကြီးမှနဂါးရှိတယ်ဆိုတာယုံဖို့အတော်ခက်တယ်ဗျာ နဂါဆိုတာပုံတန်ကြီးရတာကမွေအကြီးပဲအင်းအဲ့ဒီမွေကြီးကတကိုးတွေပါလေရှိတယ်ဆိုတာမေယုံကြီးနိုင်လျပဲဗျလူနာကလေးကနဂါနဲ့ဆက်သွယ်နေရဆိုတာလည်းအံ့ဩစရာပဲအဲ့ဒါကြတော့ဘလို့နားလဲရမလဲဒါပေမဲ့အင်္ဂလိပ်စေဝါးရည်နဲ့အမျိုးမျိုးကုတာမပြောက်ဘဲနဂတ်တိုင်းနဲ့ဆက်သွယ်ရဆိုပြီးဖျားကူကူးလိုက်မှပျောက်ကင်းတက်တာသွားတယ်ဆိုတာကြတော့ဘလို့စဉ်းစားကြမလဲဤသို့ဖြင့်ကျွန်တော်တို့သည်ဒီဖြစ်ပျက်ကိုအပြေထုတ်ရမရသော ပု္ပ္ပစာသို့မဟုတ်တဘာဝလုံးဖြစ်ရသည်တခုအဖြစ်သာမှတ်တမ်းတင်လိုက်ရပါလိမ့်တော့သည် အဆုံးထိနားဆင်အားပေးခဲ့ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်အောင်မြတ် channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေ့ရပြည့်ရစမ်းပြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ